လေကြောင်းတိုက်ခိုက်မှုတစ်ခုမှာ American ရဲ့ F-35C Lightning II တပ်ဖွဲ့ကရေမနိုင်ငံရဲ့ BND ရဲ့များတဲ့တောင်တန်းတွေအတွင်းမှာလျှို့ဝှက်ထားတဲ့ဒုံးကျည်ပစ်စင်တစ်ခုကိုချိန်မုံဖျက်ဆီးလိုက်ပါတယ်။ Oman ပင်လယ်ကွေ့တွေက USS Abraham Lincoln လေယာဉ်တင်သင်းမောကနေပြန်တန်းလာတဲ့ဒီလိုလျှို့ဝှက်တိုက်ခိုက်ရေးလေယာဉ်တွေက EA-18G Global Electronic စိတ်ဆင်ရေးလေယာဉ်ရဲ့အကူအညီနဲ့ဘန်ကာကိုဖျက်ဆီးလိုက်တာဖြစ်ပါတယ်။ ဒါဟာအီရန်ရဲ့ဟူဒီလက်နက်ကိုင်အဖွဲ့တွေကိုပြင်းထန်တဲ့သတင်းစကားတစ်ရက်ပေးပို့လိုက်တာဖြစ်ပါတယ်။ဒီစစ်စင်ရေးကအမေရိကန်ရဲ့စစ်ရေးအင်အားကိုပြသလိုက်ုံတာမှာကမိကုံထုတ်စရာတွေလည်းဖြစ်ပေါ်စေခဲ့ပါတယ်။ F35C ကထူထပ်ပြီးတော့အပြင်းထန်ကာကွယ်ထားတဲ့လေပိုင်နဲ့တဲကိုဘလို့ထိုးပေါက်ဝင်ရောက်နိုင်ခဲ့ရလဲပြီးတော့ဒီလိုနီးပညာမြန်မာပြီးစနစ်တကျညှိနှိုင်းထားတဲ့ဖြူဟာတွေကဘလို့အောင်မြင်ခဲ့ရလဲဆိုတာခြေတဲ့နဲ့အတူတူတစ်ချက်လောက်လေ့လာကြည့်ရှုရအောင်ပါ အရှိအလေပိုင်းဒေသတစ်လျှောက်ကတင်းမာမှုတွေအရှိအလေပိုင်းဒေသဟာမတည်ငြိမ်မှုတွေနဲ့ရှင်ဆိုင်နေရပါတယ်ဘေရုတ်မြို့မှာဟစ်ဘိုလာခေါင်းဆောင်တအူးနဲ့တီဟီရန်မြို့မှာဟာမတ်စ်ခေါင်းဆောင်တအူးလုံခြုံခံရတာအပါအဝင်ပြည်ရဲ့အများအပြားကြောင့်အီရန်ဟာအမေရိကန်နဲ့သူ့ရဲ့မဟာမိတ်တွေကိုလက်တုံးပြန်မယ်လို့ကြေငြာထားပါတယ်အီရန်ရဲ့အားပေးကူညီမှုရထားတဲ့ဟူသီတွေကတယ်လီနီတဲမှာကုန်တင်သင်မှုတွေနဲ့ စစ်သည်မော်တွေကိုသင်္ဘောဖြတ်ဒုံးကြီးတွေနဲ့အသေးကန်ဒရုန်းတွေသုံးပြီးအဆက်မပြတ်တိုက်ခိုက်နေတာဖြစ်ပါတယ်။ဒါဟာကမ္ဘာကုန်သွယ်ရေးရဲ့15ရာခိုင်နှုန်းကိုတည်ယူပို့ဆောင်နေတဲ့ကုန်သွယ်ရေးလမ်းကြောင်းကိုချိန်ချောက်နေတာဖြစ်ပါတယ်။ ်အမေရိကန်ကသူ့ရဲ့အကျိုးစီးပွားနဲ့မဟာမိတ်တွေကိုကာကွယ်ဖို့ဆုံးဖြတ်ထားတာဖြစ်ပါတယ်။ဒါကြောင့်2024ခုနှစ်ဩဂုတ်လကလေးက F-35C Black Knights တပ်ဖွဲ့ USS Georgia ရင်ငုတ်သင်္ဘောနဲ့ F-24 Raptor တိုက်လေယာဉ်တွေနဲ့အတူ USS Abraham Lincoln လေယာဉ်တင်သင်္ဘောကို Oman ပင်လယ်ကွေ့ထဲမှာဖြန့်ကျက်ထားပါတယ်။ဒါဟာဘလို့ချင်းချောက်မှုမျိုးကိုမဆိုတံပြန်ဖို့အဆင်သင့်ဖြစ်နေတဲ့တိုက်ခိုက်ရေးကွန်ရက်တစ်ခုကိုတိစောက်ထားတာဖြစ်ပါတယ်။ ဟူဒီတွေကမာရစ်နဲ့အယ်ဘီဒါဒေတာတွေရဲ့ကျောင်းဆောင်ထူထပ်တဲ့မြေမျက်နှာသွင်ပြင်ကိုအသုံးချပြီးပေဒီယာအနက်ရှိတဲ့လိုင်ဂူရီတင်းမှာမြေအောက်ဘန်ဂါရီနဲ့ရေလျောင်းနိုင်တဲ့ဒုံးကြီးပစ်စင်တွေကိုတည်ဆောက်နေတာဖြစ်ပါတယ်။ဒီပစ်စင်တွေမှာ GPS ချာချန် NS နဲ့လမ်းညွန်ထားတဲ့ CAT2 ဒုံးကြီးတွေနဲ့ CSF S2K ဆိုတဲ့ drone တွေတပ်ဆင်ထားတာဖြစ်ပါတယ်။ ဟူဒီတွေရဲ့ဖြစ်ပြီးတော့ပြန်ဆုတ်တဲ့နေပြူဟာကြောင့် American ရဲ့အချိုတူတွေနဲ့ MQ9 Report Drone တွေကသူတို့ကိုခြေရခံဖို့အခက်ခဲစေပါတယ်။ Maris ဒေတာကတောင်နှလုံးသားကယာယီတံတားတစ်ခုဟာဒုံးကျည်တွေနဲ့ခဲယမ်းမီးကြောက်တွေတည်ယူဖို့ဆောင်ရည်ကိုအထောက်အကူဖြစ်စေတာဖြစ်ပါတယ်။ဒါကြောင့်မကြာခဏလေကြောင်းတိုက်ခိုက်မှုတွေရှိနေပေမဲ့ဟူဒီတွေကသူတို့ရဲ့စစ်စင်ရေးတွေကိုဆက်လက်လုံဆောင်နိုင်တာဖြစ်ပါတယ်။ American တို့ရဲ့ပြင်းထန်တဲ့တုံ့ပြန်မှု F-35C ဂျပန်ရ USS Abraham Lincoln စီကနေပြစ်ခတ်ဖို့အမိန့်ရရှိခဲ့ပါတယ်။ Pratt and Whitney F-135 Engine Test Center ရဲ့ F-35C တွေကလေယာဉ်ပြေးလမ်းပေါ်မှာတနာယီမိုင်168မိုင်နှုန်းအထိအရှိန်မြင့်ပြီးတော့ BLU-109 ဘုံနှလုံးနဲ့ GBU-31 JDAM ဘုံနှလုံးကိုတင်ဆောင်ပြီးတော့ပြန်တက်သွားခဲ့ပါတယ်။ပေါင်း2000အလေးချိန်ရှိတဲ့ BLU-109 ဘုံက တလမအထူရှိပြီးတော့တမ်နီကိုတယ်နဲ့9.9ပြီအထူရှိတဲ့ကွန်ကရစ်ဒါမှမဟုတ်ပေ98အထူရှိတဲ့မြေသားကိုဖောက်ထွင်းနိုင်တဲ့ခိုင်မာတဲ့ထိပ်ဖူးပါရှိပါတယ်။သူရဲ့ကြံ့ကြာပောက်ကွဲမှုစနစ်ကြောင့်ဘုံကပေအတော်တန်နဲ့ဆိုင်တဲ့အထိဒူးဝင်ပြီးတော့မှပေါင်925အလေးချိန်ရှိတဲ့ X6 ပေါက်ခွဲရေးပစ္စည်းကိုပေါက်ကွင်းစီတာဖြစ်ပါတယ်။ဒါကြောင့်ခိုင်ခန့်တဲ့ဘန်ဂရီကိုထိရောက်စွာဖျက်ဆီးနိုင်တာဖြစ်ပါတယ်။ MK84 ဘုံးကိုအစစ်မြင့်ထားတဲ့ GBU 31 JDAM ဘုံးကအမီပိုင်းမှာပါတဲ့လမ်းညွန့်အတောင်တွေကြောင့် P16 အောက်တိကျမှုရှိတဲ့ GBS INS လမ်းညွန့်စနစ်ကိုပေါင်းစပ်ထားတာဖြစ်ပါတယ်။ F35C မှာပါတဲ့ AN AAQ 33 Spinner Pod စနစ်ကလေဆာအုပ်သုံးပ ပြီးတော့ပြမတ်တွေကိုတည်တည်ကြကြချိန်ရွယ်နိုင်ပါတယ်။ဒါကြောင့်ဘုံမီဟာဒုံကျည်ပစ်စင်တွေနဲ့ခဲယမ်းတူတော်ယုံတွေကိုအလွန်တိကျစွာထိမှန်စေတာဖြစ်ပါတယ်။ရေဒါဖြတ်ပိုင်း area 3.3 3.15 square meter သာရှိတဲ့ F35 C က P12 ဒါမှမဟုတ် Phantom လိုမျိုး Houthi radar စနစ်တွေအတွက်လုံးဝနှီးပါမမြင်နိုင်ပါဘူး။သူရဲ့ radar စုပ်ယူတဲ့စီး ကာဗွန်ဖိုင်ဘာပေါင်းစပ်မှုကိုရယ်နဲ့ရေဒါလိုင်းတွေကိုပြန်ကျင်းစီတဲ့တောင်ကျိုးဒီဇိုင်းတွေကြောင့် F35C ကပေ2928အမြင့်မှာ Mark 1.6အမြန်နှုန်းနဲ့ပြန်တန်းနိုင်တာဖြစ်ပါတယ်။ပေါင်းစပ်ထားတဲ့ EOTS Electro Optical Targeting System ကအနည်းအောင်ရောင်ကြီးနဲ့ လေစာအာယုန်ခံကိရိယာတွေကိုပေါင်းစပ်ထားတာဖြစ်ပါတယ်။ဒါကြောင့်လေယာဉ်မှုတွေဟာရှုပ်ထွေးတဲ့ကြောင်းဆောင် ထူထပ်တဲ့မြေမျက်နှာအတွင်ပြင်မာတောင်မှာစနစ်တမ၄မိုင်အကွာဝေးကနေပြီးတော့ပြင်းထန်တွေကိုခွဲခြားနိုင်တာဖြစ်ပါတယ်။ electronic ပညာရှင်လို့အမည်ပြောင်ပေးထားတဲ့ EA18G Grower ဟာဟူတီလီကျောင်းရံကာဝေးစနစ်တွေကိုနေနေရမှာအရေးပါတဲ့အခန်းကဏ္ဍတွေပါဝင်နေတာဖြစ်ပါတယ်။ FA18 Super Hornet လေယာဉ်ကိုယ်ရေကိုအခြေခံထားတဲ့ Grower မှာ ALQ249 Next Generation Jammer Pod 3ခုနဲ့ AGM88 HARM ဒုံးကြီးတွေတက်ဆင်ထားပါတယ်။ ALQ249 က တုံညတသမ5 78 GHz ကျိန်တုံးအကွာဝေးမှာလှူဆောင်ပြီးတော့သူ့ရဲ့ AESA အစင်လိုက်အန်တနာကနေ950 kW လျှက်စစ်တန်လိုက်တိုင်းတွေကိုထုတ်လွှတ်တာဖြစ်ပါတယ်။ဒါဟာ Samsung Radar Sniti ရဲ့အစက်မြင့်ထားတဲ့ Falcon 1 Radar တွေကိုထိရောက်စွာလုံးမလုံးနိုင်အောင်ပြုလုပ်ပေးတာဖြစ်ပါတယ်။ NGJ ဟာလိုင်းတွေကိုဖြည့်ဆည်းရုံသာမက ရေဒါထိန်းချုပ်ပတ်လည်တွေကိုလည်းဖျက်ဆီးစေနိုင်ပါတယ်။ဒါကြောင့်ဟူတီတုံးကြီးတွေကသူတို့ရဲ့ပြင်းထန်တွေကိုတိတိကျကျချိန်ရနိုင်စွမ်းရှိတော့ပါဘူး။အရင် ALQ99 နဲ့နိုင်ရှင်ရင် NGJ ဟာအင်အားဆယ်စားပုံများပြီးတော့ချိန်နှုန်းကိုပို့ပြီးတော့တိကျစွာပြင်းထန်ထားနိုင်စွမ်းရှိတာဖြစ်ပါတယ်။ဒါကြောင့်ချိန်နှုန်းပြောင်းလဲတဲ့ရေဒါတွေကိုလည်းတန်ပြန်နိုင်စွမ်းရှိတာဖြစ်ပါတယ်။ Mark 2အမြန်နှုန်းနဲ့ 63မိုင်အကွာဝေးမှာရှိတဲ့ AGM 88 HARM ဟာဖန်ဆောင်ဒါမှမဟုတ် SNR 75လိုမျိုးရေဒါရင်းမြစ်တွေကိုပြင်ပထားတိုက်ခိုက်တာဖြစ်ပါတယ်။ဟူဒီရေဒါစတင်အလုပ်လုပ်တဲ့အခါ HARM ဒုံးကြီးဟာပေါင်145အလေးချိန်ရှိတဲ့ထိပ်ဖူးနဲ့တိုက်ခိုက်ပြီးတော့အန်တနာဒါမှမဟုတ်ထိန်းချုပ်ရေးဌာနကိုဖျက်ဆီးပစ်တာဖြစ်ပါတယ်။ဒီစစ်စင်ရဲ့အတွင်းမှာ Grower ကအနည်းဆုံး Fan Sound Radar တစ်ခုကိုထောင်းလန်းပြီးတော့ အလုံးမလုံးနိုင်အောင်ပြုလုပ်ခဲ့တာဖြစ်ပါတယ်။ဒါကြောင့် F35C ဟာဒုရတိုက်ခိုက်မှုကိုဘေးကင်းစွာလုံဆောင်နိုင်ခဲ့တာဖြစ်ပါတယ်။ Grorama ပါတဲ့ ANS ASQ228 ATFLIR စနစ်ဟာဆိုရင်တော့အချိန်နဲ့တပြေးညီပုံရိပ်တီကိုဘေးစွန့်နိုင်တာဖြစ်ပါတယ်။ဒါကြောင့် F35C လေယာဉ်မှုတွေကိုပြစ်ခတ်မဲ့နေရာနဲ့ coordinate တွေကိုတိတိကျကျရှာဖွေရမှာအကူအညီဖြစ်စေပါတယ်။ဟူတီရောရဲ့လေကြောင်းပြန်ကာစနစ် ူတီတွေကိုအီရန်နီပညာနဲ့လေ့ကျင့်မှုတွေကြောင့်အစင်းမြက်လေကြောင်းရန်ကာကွယ်ရေးကွန်ရက်ကိုပိုင်ဆိုင်ထားတာဖြစ်ပါတယ်။ SA2 နဲ့4 for 1 sanity ကပြင်းမှတ်တွေကိုလွှမ်းမိုးနိုင်ဖို့ဒုံးကြည့်သုံးလေးလုံးကိုတပြိုင်တည်းပြင်လွတ်ပြီးတော့ထူထပ်တဲ့ပြင်ခတ်မှုအကာအကွယ်ကိုပေးထားတာဖြစ်ပါတယ်။ SA6 gainful နဲ့အစင်းမြင့်ထားတဲ့ SA3 goal ကအလေအလက်အကွာဝေးလျင်တွေကိုပြင်မှတ်ထားပါတယ်။ ပခုံးထမ်းပြည့် SA24 Greenwich Dome တွေနဲ့ ZU232 အမြောင်တွေကရဟယင်းနေနဲ့နေကွေးတဲ့လင်းရင်တွေအတွက်ချင်းချောင်းမှုတရက်ဖြစ်စီတာဖြစ်ပါတယ်။တချို့သတင်းတွေအရဖူတီတွေကမိုင်124 equal ဝေးရှိတဲ့ ASA radar တက်ဆင်ထားတဲ့ Barvar 373ကိုပိုင်ဆိုင်ထားနိုင်တယ်လို့သိရတာပါ။ဟူဒီတွေကအရင်က Saudi Arabia ရဲ့ F15 တွေ Apache ရဟယင်းတွေနဲ့ MQ9 Repoery ကိုပြစ်ချခဲ့ပူတာဖြစ်ပါတယ်။ဒါဟာသူတို့ရဲ့အင်အားကြီးမားတဲ့လေကြောင်းရန်ကာဝေးဆွေးရီကိုပြန်သနေတာဖြစ်ပါတယ်။ဒါပေမဲ့ P12 နဲ့ Fan Song လိုမျိုးခေနောက်ကြတဲ့ Radar တွေက F35C ကိုမထောင်လန်းနိုင်ပါဘူး။ပြီးတော့ Falcon 1ကိုတော့ ALQ249 ကအမြင်အယုံ꿰စီတာဖြစ်ပါတယ်။ ဟူတီရဲ့နီးပြူဟာတွေဖြစ်တဲ့ SA2, SA6 နဲ့ ZU232 အမြောက်တွေကိုပေါင်းစပ်အသုံးပြုတာက PR ပေးနိုင်ပေမဲ့အစစ်မြစ် American နီးပညာကိုတံပြန်ဖို့တော့မလုံလောက်ပါဘူး။အစစ်နစစ်နဲ့စစ်စင်ကြီးဒီလိုစစ်စင်ရေးကအစစ်နစစ်နဲ့လှုပ်ဆောင်ခဲ့တာဖြစ်ပါတယ်ပထမစစ်မှာ EA18G Grover က ALQ249 နဲ့ AGM88 HRM ကိုသုံးပြီးတော့ Fansound နဲ့ Falcor 1 Radar တွေကိုအလုံးမလုံးနိုင်အောင်ပြုလုပ်ခဲ့တာပါ။ဒါဟာလေကြောင်းရန်ကာကွယ်ရေးကွန်ရက်ကိုချိနဲ့သွားစီတာဖြစ်ပါတယ်။ F35C ဟာ BLU 109ဘုံလေးလုံးကိုကျဲချခဲ့တာဖြစ်ပါတယ်။ဒါဟာကွန်ကရစ်နဲ့ခြောက်သားအလွှာတွေကိုထွင်းဖောက်ပြီးတော့ဘန်ဂါရဲကိုဝန်ရောက်နိုင်တဲ့အပေါက်တစ်ခုကိုဖန်တီးပေးခဲ့တာပါ။ဒုတိယဆက်မှာ F35C ဟာပြန်လာပြီး GBU 31 JDAM ဘုံရှလုံးကိုခြေချခဲ့တာဖြစ်ပါတယ်။ဒါဟာ C2 ပြလို့စင်တဲ့လက်နက်ခဲယမ်းတူလောင်ယုံကိုဖျက်ဆီးလိုက်တာဖြစ်ပါတယ်။ဒီပေါပွဲမှုကြောင့်အဓိကတုံခါမှု9ကြိမ်နဲ့ဟူဒီဒုံးကြီးတွေနဲ့ drone နဲ့ရန်အောင်ဆက်တွဲပေါပွဲမှုတွေဇတိုက်ဖြစ်ပွားခဲ့ပြီးတော့ Morris နဲ့ Alberta ဒေသကတောင်နှလုံးကိုပြားချက်သွားစေခဲ့ပါတယ်။ Black Knight တပ်ဖွဲ့က F35C ရဲ့လျှို့ဝှက်စွမ်းရည်နဲ့ ခရိုရာရဲ့အီလက်ထရောနစ်စစ်စင်ရေးအခုအညီတွေကြောင့်ဗာအထူးခိုက်အခြားရှုံးမှမရှိဘဲသူတို့ရဲ့တာဝန်ကိုအောင်မြင်စွာပြီးမြောက်ခဲ့ရပဲဖြစ်ပါတယ်။အောင်မြင်တဲ့မစ်ရှင်နဲ့နောက်ဆက်တွင်ဟူဒီတက်ဖွဲ့တွေကပြင်းလို့ဆင်တွေနဲ့အဓိကလက်နက်တူလောင်ယုံတွေဖြည့်ဆည်းဆုံးရှုံးတာအပါအဝင်ဒိတာထင်ရှားတဲ့ဆုံးရှုံးမှုတွေကိုဝန်ခံခဲ့ပါတယ်။ဒီစစ်စင်ရေးကဟူဒီတွေရဲ့အဆောက်အုံတွေကိုချိနဲ့စေယုံတာမကအီရန်ကိုလည်းပြတ်သားတဲ့သတိပေးချက်တစ်ခုပေးပို့လိုက်ပါတယ်။ ်မရိကန်ဟာသူ့ရဲ့အကျိုးစီးပွားတွေကိုကာကွယ်ဖို့အင်အားအလုံးရင်းနဲ့တုံ့ပြန်ဖို့အစဉ်သဖြင့်နေပြီဆိုတာပြသလိုက်တာဖြစ်ပါတယ်။ F-35C ဟာသူ့ရဲ့လျှို့ဝှက်စွမ်းရည်နဲ့လျှစ်စစ်အလင်းအခြေခံပြင်းမဲ့စနစ် Grower နဲ့ ALQ 249တို့နဲ့ပေါင်းစပ်လိုက်တဲ့အခါဘလူလီချောင်းရံကာကွယ်ရေးကွန်ရက်ကိုမဆိုထိုးဖောက်နိုင်တဲ့စွမ်းရည်ကိုတည်တည်ပြလိုက်ပါတယ်။တယ်လန်နီယာအတင်းမှမှုတွေနဲ့ဆက်လက်ရှိနေပေမဲ့အစစ်မြစ်နည်းပညာတွေနဲ့ American ဟာ Iran နဲ့သူ့ရဲ့လက်အောက်ခံတပ်ဖွဲ့တွေအပေါ် သူ့ရဲ့ရည်တည်ချက်ကိုပုံမခိုင်မအောင်လှုပ်ဆောင်နေတာဖြစ်ပါတယ်ဒီအဝဲဟာအစာပဲရှိသေးပြီးတော့အဟူဒီတွေကဆက်လက်စိန်ခေါ်နေမယ်ဆိုရင်ပုံမအားကောင်းတဲ့တုံ့ပြန်မှုတွေကိုမြင်တွေ့ရဖို့ရှိနေတာဖြစ်ပါတယ်။အီရန်ရဲ့အားပေးကူညီမှုရထားတဲ့အဟူဒီတပ်ဖွဲ့တွေကပယ်လန်နီရဲမှာ USS Harry S Truman နဲ့ USS Carvision လေယာဉ်တင်သင်္ဘောတွေကိုဒုံးကျည်တွေနဲ့ဒရုန်းတွေသုံးပြီးတော့ပစ်ခတ်တိုက်ခိုက်နိုင်တာကြောင့် American ရဲ့ဒေါ်သကိုစွပစ်လိုက်တာဖြစ်ပါတယ်။82နှစ်အတွင်းမှာ American က ဒင်းထန်တဲ့လေကြောင်းတိုက်ခိုက်မှုတွေနဲ့တုံးပြန်ခဲ့ပြီးရေမြမာရှိတဲ့ Rest Isar Yinan Seigan Hodidar လေစိမ်းနဲ့အဟူဒီတွေရဲ့မြေအောက်ဘန်ကာရီကိုမြေမျိုးလိုက်ပါတယ်။တာဟာပရိပခရဲ့အလဲပြောင်းတစ်ခုဖြစ်ပါတယ်။ ဒီစစ်ပွဲဟာအင်အားပြသမှုတသက်မဟုတ်ပါဘူး။ဒါဟာနှစ်ဖက်စလုံးရဲ့အစင်းမြင့်လက်နက်စနစ်တွေနဲ့နေပြည်တော်ရဲကတိုက်ပွဲတစ်ခုလည်းဖြစ်ပါရယ်။ American ဟာ Kalenny ကုန်သွယ်ရေးလမ်းကြောင်းကိုကာကွယ်ဖို့သူရဲ့ရည်ရွယ်ချက်ကိုကြီးညာထားတာဖြစ်ပါရယ်။ဒါပေမဲ့ဟူဒီတွေအတွက်တော့ American Demorain က Sorry Arabia ဦးဆောင်တဲ့ညွန်ပေါင်းတပ်ဖွဲ့ကိုကိုးစားပြုနေပါရယ်။အဲ့ဒီညွန်ပေါင်းတပ်ဖွဲ့ကို American လက်နက်တွေနဲ့ထောင်လိုင်းရေးတရင်တွေက အားပေးကူညီနေပြီးတော့2015ခုနှစ်ကလေးကရေမင်ကိုဖျက်ဆီးနေတာဖြစ်ပါတယ်။ဟူဒီတွေကသူတို့ရဲ့တိုက်ခိုက်မှုတွေကိုနှစ်ပေါင်းများစွာဘုံကျဲတိုက်ခိုက်မှုတွေပိတ်ဆို့မှုတွေနဲ့တည်ဆုံမှုတွေအထက်လက်တုံးပြန်လာလို့ရှုမြင်ကြတာဖြစ်ပါတယ်။ဒါပေမဲ့အလင်းရဲ့အစီး90စီတင်ဆောင်နိုင်ပြီး Aegis ကကွယ်ရေးစနစ်တွေတက်ဆင်ထားတဲ့ Nimitz မျိုးစားလျင်တင်သင်္ဘောနှစ်စင်းဖြစ်တဲ့ USS Truman နဲ့ USS Covision တို့ကိုပြင်ပထားတိုက်ခိုက်တာကအလွန်အရင်းကိုမာယွန်းနဲ့တွေ့ချက်မှုတစ်ခုဖြစ်ပြီးတော့ သူတို့ကိုပျက်စီးခြင်းစီဆွဲခေါ်တော့တာဖြစ်ပါတယ်။ဟူဒီတွေကိုအီရန်ကထောက်ပံ့ပေးထားပြီးတော့တရုတ်ဒီဇိုင်းကိုအခြေခံထားတဲ့ Charlie 802 Cruise ဒုံးကြီး CAO2 ကိုအသုံးပြုခဲ့တာဖြစ်ပါတယ်။အဲဒီဒုံးကြီးကတနာယီမိုင်652မိုင်နှုန်း March 0.85 out တန်မြန်နှုန်း မိုင်85အကွာဝေးနဲ့ပေါင်365အလေးချိန်ရှိတဲ့အပြင်းစားဖောက်ခွေးဆလနက်ကောင်းကိုတက်ဆင်ထားတာဖြစ်ပါတယ်။ CHO2 ကရေဒါထောက်လန်းမှုကိုရှောင်ရှားဖို့ဗလင်မျက်နှာပြင်နဲ့နှိမ့်စွာပြန်တန်းတာဖြစ်ပါတယ်။သူရဲ့ Inertial Invigation System နဲ့ Active Radar တို့ပေါင်းစပ်မှုကြောင့် P33 တိကျမှုနဲ့ပြင်းမှတ်ကိုတိုက်ခိုက်နိုင်ပါတယ်။ဒါပေမဲ့ American ကာကွယ်ရေးစနစ်တွေနဲ့နှိုင်းယှဉ်ရင် CHO2 ကနေပညာပိုင်းမှာအားနေတာဖြစ်ပါတယ်။ ကလနီမှာတိုက်ပွဲတွေဆက်လက်ဖြစ်ပွားဟူတီတွေကအီရန်နဲ့ထုတ်လုပ်တဲ့ Shahed 136အသေးကန် drone ကိုလည်းအသုံးပြုခဲ့ပါတယ်။အဲဒီ drone ကမိုင်1240အကွာဝေးတနာရီ135မိုင်နှုန်းနဲ့ ပေါင်၄၄၄အရေးကြီးရှိတဲ့ဆလနက်ခေါင်းကိုတက်ဆင်ထားတာဖြစ်ပါတယ်။ Shahed 136က GPS INS လမ်းညွှန်စနစ်ကိုအသုံးပြုတာကြောင့်ကုန်ကျစရိတ်သက်သာပေမဲ့သူရဲ့နေကွေးတဲ့အမြန်နှုန်းနဲ့ထူးခြားတဲ့အပူဓာတ်လက္ခဏာကြောင့်ရေဒါကအလွယ်တကူထောင်လန်းနိုင်တာဖြစ်ပါတယ်။၂၀၂၅ခုနှစ်ဧပြီလ၁၉ရက်နေ့မှာဟူဒီတွေက American Legion တင်သင်္ဘော၂၀နဲ့ ပြည်သည့်ဖြတ်သွင်းမှုအခွန်တိုင်းကိုဒီလနဲ့တီသုံးပြီးတော့တိုက်ခိုက်ခဲ့ရလို့ကြေညာခဲ့ပါတယ်။ဒါပေမဲ့ USS Carvision မှာပါပါတဲ့ ANSPY-1D Radar မိုင်150အကွာဝေးအတွင်းပြင်းမဲ့တရာကိုတပြန်နဲ့ခြေရာခဏိုင်စွမ်းရှိတာကြောင့် CAO2 ကိုအလင်းမြန်ထောင်လန်းတွေ့ရှိခဲ့တာဖြစ်ပါတယ်။၁စက္ကန့်ကိုတွက်ချက်မှု30လောက်ဆောင်နိုင်တဲ့ Super Computer နဲ့ပေါင်းစပ်ထားတဲ့ Aegis တိုက်ခိုက်ရေးစနစ်က SM6 ဒုံးကြီးကိုပြလုဖို့အမိန့်ပေးခဲ့တာဖြစ်ပါတယ်။ မတ်3အမြန်နှုံးနဲ့မိုင်130အကွာဝေးကိုရောင်းရှိနိုင်တဲ့ SM6 ကအက်တင်နဲ့ semi-atic radar လမ်းညွှန်စနစ်ကိုအသုံးပြုပြီးတော့ C802 ကို32မိုင်အကွာဝေးမှာကြားဖြတ်ဖြတ်စည်းခဲ့တာဖြစ်ပါတယ်။ပေါင်141အလေးချိန်ရှိတဲ့ဆက်လက်နက်ခေါင်းနဲ့ SM6 ဟာ ုံးစီကိုဖျက်ဆီးအောင်သားမကအပြက်စီးတွေမိုးရွာသလိုကျစီပြီးတော့ပြင်းမှတ်ကိုလုံးဝထိရောက်စွာချိန်မုံနိုင်ခဲ့ပါတယ်။ Shahad 136 drone အတွက်တော့ USS Confession ဟာတမနစ်ကိုကြည်စံ4500ပြစ်ခတ်နိုင်တဲ့ millimeter နှက်ဆဲ gulling တနက်ဖြစ်တဲ့ Phalanx CIWS စနစ်ကိုအသုံးပြုခဲ့တာဖြစ်ပါတယ်။ Doppler radar နဲ့အနီအောက်ရောင်ကြီးအာရုံကန်ခရီးယာတွေနဲ့ပေါင်းစပ်ထားတဲ့ဒီစနစ်က 6.2မိုင်အကွာဝေးကပြတ်မှတ်တွေကိုတိတိကျကျချိန်ရွယ်နိုင်ပါတယ်။3.1မိုင်အကွာဝေးမှာရှိတဲ့ CIWS ကစီစံမှုကိုရွာသွန်းစေပြီးတော့ drone လေးစီးကိုပင်လယ်ထဲမှာဖြတ်စည်းပြီးအဖြစ်ပြောင်းလဲပြစ်လိုက်ပါတယ်။ပြည်သည့်ဖြတ်သွင်းမော် Aquatine ကမီတီမီတာ86ရေတက်အမြောက်ကိုတက်ဆင်ထားပြီးတော့ဟူဒီ drone တစ်စီးကိုပြစ်ချခဲ့ပါတယ်။ ဂျမနီကိုအကြီးစံ120ပြည့်ခန့်လုံးရှိပြီးတော့မမိုင်အကွာဝေးထိပြည့်ခန့်နိုင်တဲ့ DART လမ်းညွှန်ကြီးစံတွေကိုအသုံးပြုတဲ့ဒီအမြောက်ကဈေးသက်သာတဲ့ပြည်မှတ်တွေအတွက်ထိရောက်ကြောင်းတည်တည်ပြခဲ့တာဖြစ်ပါတယ်။ဒါဟာ SM6 လိုမျိုးတမိုးကြီးရဲ့ဒုံးကြီးတွေကိုသုံးဆွဲစရာမလိုဘဲကာကွယ်နိုင်ခဲ့တာဖြစ်ပါတယ်။လေကြောင်းတိုက်ခိုက်မှုတွေကပူတီရီရဲ့အတီးကရေနံဝင်ဝင်အရင်းမြစ်ဖြစ်တဲ့ Brass Isar စိတ်ကဲကိုလည်းပြတ်မှတ်ထားခဲ့ပါတယ်။ USS Carney ဖြတ်သိမ်းမောကနေပြတ်လွတ်တဲ့ Tomahawk Block V ဒုံးကြီးရပေါင်၁၀၀၀လေးချိန်ရှိတဲ့ဆက်လက်နဲ့ခေါင်းကိုတင်ဆောင်ထားပြီးတော့မိုင်၁500ကျော်ဝေးထိပြည့်ခတ်နိုင်ပြီးတော့ GPS နဲ့ TRCOM ထောက်ခုလမ်းညွှန်စနစ်ကြောင့်ဒုံးပေအောက်ထိခြားမှုရှိတာဖြစ်ပါတယ်။ Tomahawk ကရေဒါကိုရှောင်ရှားဖို့အနေပိုင်းအပြန်တန်းပြီးတော့ဘန်ကာဝင်ဝါနဲ့စိတ်ကန်းအခြေခံအဆောက်အုံတွေကိုဖျက်ဆီးပြစ်ပါတယ်။ဒါဟာ JDAM နေနဲ့ GPU 57နဲ့အတွက်နောက်ဆုံးဖြည့်ဆည်းမှုလုံဆောင်ဖို့လမ်းဖွင့်ပေးလိုက်တာဖြစ်ပါတယ်။ရန်နေနေ rest is our စိတ်ကန်းဟာမီးလောင်နေပါတယ်။စီတင်ကအစည်းများစွာဟာ တန်တဲ့အစုပ်တွေအဖြစ်ပြောင်းလဲသွားပြီးတော့ဟူတီတွေနဲ့အီရန်ကြားကအဓိကငွေကြေးဆက်သွယ်မှုကိုဖျက်ဆီးနိုင်နိုင်ပါတယ်။အမေရိကန်ဟာအရှိလေပိုင်းမှာကြီးမားတဲ့အင်အားစုကိုဖျက်ချထားပါတယ်။လေယာဉ်တင်သင်္ဘောအုပ်စုနှစ်ခုဖြစ်တဲ့ USS Truman နဲ့ USS Carvation တပ်ဖွဲ့ဝင်4000 F35 တွေ810တွေ MQ9 Reaper တွေနဲ့ Dargo Garcia မှာအခြေစိုက်ထားတဲ့ B2 Spirit စနစ်စင်းတို့ပါဝင်ပါတယ်။ အရှိ1092ပေရှိတဲ့ USS Truman ကလေယာဉ်90တင်ဆောင်နိုင်ပြီးတော့ Aegis စနစ်နဲ့ SM3 ဒုံးကြီးတွေကကာကွယ်ထားပါတယ်။အလင်းနဲ့အပူအာရုံကန်ခရီးရီနဲ့ Hellfire ဒုံးကြီးတွေတပ်ဆင်ထားတဲ့ MQ-9 Reaper ဟာ ေ4900အမြင့်ကနေဟူတီပြည်မှတ်တွေကိုစောင့်ကြည့်ပြီးတော့ချိန်မောင်းနိုင်ပါတယ်။စုစုပေါင်းအဖြစ် American ဟာ2025ခုနှစ် match လကဲကလေကြောင်းတိုက်ခိုက်မှု130ကျော်လုံဆောင်ခဲ့ပြီးတော့စိတ်ကန်းနေလေစိတ်တွေနဲ့ဒုံးကြီးတူလောင်ယုံတွေကိုဖျက်ဆီးခဲ့တာဖြစ်ပါတယ်။ဒါကြောင့်ဟူတီတွေရဲ့အခြေခံအဆောက်အုံတွေကိုဖြိုလဲသွားခဲ့တာဖြစ်ပါတယ်။အီရန်ဟာဟူတီလုံရှားမှုရဲ့နောက်ပယ်မှာရှိနေတယ်လို့စွပ်စွဲခံထားရပါတယ်။ အထူးသဖြင့်သမရဟောင်းထရန်ကအမေရိကန်သင်္ဘောတွေကိုပြစ်မှတ်ထားဖို့ထောက်လှမ်းရေးသတင်းတွေနဲ့အော်ဒနိတ်တွေကိုအီရန်ကပေးနေတယ်လို့ဆွဆွဲထားတာဖြစ်ပါတယ်။အီရန်ဟာရှဟပ်3နဲ့ခွိုင်မွန်းလိုမျိုးပဲထိန်တုံးကြီး3000ကျော်ပိုင်ဆိုင်ထားပြီးတော့ဒါဟာဒေတာရင်းအတွက်ကြီးမားတဲ့အချိန်ချမှုတစ်ခုဖြစ်နေပါတယ်။နျူကလ িয়ার ဆွဲရင်နဲ့ပတ်သက်လာရင်အီရန်က နာဒန်စ်မှာရှိတဲ့အာယာဆိတ်ဗဟိုခွဲဆက်တက်တောင်းကြောင့်ရသတပတ်အနေငယ်အတွင်းဆက်နက်ကောင်းတစ်ခုထုတ်လုပ်နိုင်လောက်တဲ့အထိ90ရာခိုင်နှုန်းကျွဲဝါတဲ့ယူရေနီယံကိုရရှိထားတာဖြစ်ပါတယ်။ဒါပေမဲ့ဆက်နက်ကောင်းကိုဒုံးကြီးတွေကိုပေါင်းဆက်ထည့်သွင်းပြီးတော့စံတက်မှုအတွင်းမှာသူ့ရဲ့ဘေးကင်းလုံခြုံမှုကိုတေချာအောင်လှုပ်ဆောင်ဖို့ကတော့ဂျီမားရဲ့နေပညာဆိုင်ရာစင်ခုံမှုတစ်ခုအဖြစ်ဆက်လက်တည်ရှိနေပါတယ်။ခြေတဲ့နဲ့အတူတူလိုက်ပါပြီးတော့နားဆင်ပေးကြတဲ့အတွက်လည်းပရိသတ်တယောက်ချင်းစီတိုင်းကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ရှင်။